န်ယူရဲ့ဒီအန်ဘူမိုပေါ့နော်အရင်ကတော့ brand foot မှာကစားခဲ့တုန်းကသူ့ရဲ့ခြေစွန်းကိုကျွန်တော် brand foot မှာကြည့်တော့သူ့ကိုကျွန်တော်တကယ်လေးသဘောကျ။ Liverpool ကတကယ်ကို short တော့လို့မြင်အောင် Anfield မှာဆိုရင် Liverpool ရဲ့အပိုင်းမှာ cancel ပိုင်းလေးနည်းနည်းအားနေတယ်။နောက် Salah ဘိုင်းကနည်းနည်းကြာလာတယ်။ Liverpool ကတော့အသေးမျိုးလေးဒီအဲ့လိုအဲ့လိုအဲ့လိုအသေးမျိုးလေးအောင် goal ပေးနေရတဲ့အနေအထားမျိုးမှာကျွန်တော်က Man United ဖန်ဆဲဘိုင်းကိုလုံပြီးဖို့ဆိုတာနည်းနည်းလေးတော့ခက်ခဲ နေ့ငွေတွေကကျွန်တော်တို့က big match เนาะပေါ်ကြီးပွဲကောင်းပါပဲ anfield ကမှာအားပြိုင်မှုလီဗာပူးနဲ့မန်ယူပေါ့เนาะဆရာတို့ရဲ့ရွေးချယ်မှုတွေလည်းရှိမှာပါကျွန်တော်ရဲ့ရွေးချယ်မှုလည်းရှိပါတယ်ဒါပေမဲ့ထားပါတော့ဟောအဲ့တော့လီဗာပူးမန်ယူကတော့ဒါအစင်လာမှာတော့ပြန်ဟမ်ကာဒီဆုံးကာဒီဆုံးတိုက်ပဲ bitter rivals တွေလို့တွေ့ကြတဲ့ဟာမျိုးမှာဟိုတခုတော့ရှိတာပါဗျာအစင်လာရကြည့်တော့ဒါ anfield ကနောက်ဆုံး9ပွဲစလုံးကလီဗာပူးကမန်ယူမရှုံးခဲ့ဘူးတရေနဲ့အနိုင်တရေအနိုင်နေပဲဒါပေမဲ့ နောက်ဆုံးနှစ်ကြိမ်ဆက်ကတော့ MV Queen နှစ်ကြိမ်ဆက်မှာဂျေးကတော့ကြာခဲ့တယ်။ဘာလို့တေးကြီးကြာခဲ့တော့လူပွဲစဉ်လူပွဲစဉ်အနေနဲ့ဆိုတော့ MV Queen မှာမန်မန်ရရလည်းမကောင်းခဲ့ဘူးပေါ့နော်လူပွဲစဉ်အနေနဲ့ပြောတာ။နောက်ဆုံးနိုင်ငံတော့2016 Van Halen ဘက်ကဟိုအဲ့ဒီမှာဒီကမန်ရတော့နောက်ဆုံးနိုင်တာနော်အဲ့တော့ဟိုဆင်လာရကြည့်ရင်တော့ပြတာတာပေါ့နော်လီဗာပူးကတော့နည်းနည်းလေးတော့ တာနေတဲ့အနေကြာလက်နှလုံးမှာတော့တခုတော့ရှိတာပေါ့ဗျာလီဗာပူးကဟိုပြိုင်ပွဲဆုံးမှာတော့လက်နှလုံးမှာတော့လီဗာပူးကတော့ဒါ၃ပွဲဆက်လောက်ရှုံးပွဲတွေ့ပြီးတော့ကြီးကြတာတွေကလည်း၄၅ပွဲဆက်လောက်ဖြစ်နေတယ်ဟိုတစ်ချက်မှာလီဗာမန်ယူကိုပြန်ကြည့်ပြန်ရင်လည်းဒါပရီးမီးယားလိအဝေးကွင်း၄ပွဲဆုံးနောက်ဆုံး၄ပွဲ၅ပွဲ၄ပွဲဆုံးကနိုင်ပွဲမရသေးတဲ့အနေထားဖြစ်နေတယ်ပေါ့နော်အဲ့လိုအနေထားမျိုးမှာ ဟိုဆန္ဒလန်းကိုတော့ဒါမန်ယူကမန်ယူရဲ့ကျွန်တော်ကစားခဲ့တဲ့အချိန်တော့ပြန်ကြည့်တယ် WA 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 ရှုံးနိုင်နိုင်ရှုံးလိုက်နိုင်နိုင်ပေါ့နော်ဆိုတော့အဲ့လိုဆိုရင်တော့ဒါရှုံးမဲ့လေလို့ဒါပြောတာပေါ့နော်ဟုတ်ပြီโอเคအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီပါဦးမန်ယူကလက်ရှိအနေဒါမှာတော့ဒီအစင်လာပိုင်းကြေးရဲ့ကြာမှုနှုံးကလည်းနှစ်ယောက်လုံးကတိတ်မကွာဘူးဟိုမန်ယူလက်ကြီးကြတာရဲ့နည်းနည်းများတယ်ဟိုဒီပါဦးကညားရဲ့ညားမှာဒီတစ်ချိန်တော့ဘယ်သူ့ဘက်ကများဆရာလို့ထိုင်ကြ အဲကျွန်တော်ကတော့ဆရာကြီးကျွန်တော်ကလေဘဘူးကြိုက်တယ်ဆရာကြီးကလေဘဘူးကျွန်တော်ကအများကြီးလေးလာနေသူဆိုတော့ကျွန်တော်ကလေဘဘူးကိုဘာလို့ကြိုက်နေလဲဖြစ်လို့ဟိုအားရကတော့ကမိနေတဲ့ကြာကြီးကဆက်ကြည့်မယ်ပြန်အသိန်းကောင်းနေအဲ့လိုမျိုးပေါ့နော်အသိန်းကောင်းနေတော့မသုံးဘူးမှာဒီအသိန်းကြီးရယ် brand ရှိရယ်အသိန်းတွေတိတ်တိတ်ကိုတုံးမှာဟိုကချက်လက်ပေါင်းနေဒီရဒီမားတွေချက်သိနေမှာဒီမှာဟိုရက်လက်ပြန်တိုးပါရယ်ပေါ့နော်ဒါပေမဲ့ဒါနောက်သုံးနှစ်ကြာမှဟိုဒီရဒီမားလေဘဘူးရဲ့ဇူရပိုင်းအခမင်းမှုတွေကတော်တော်လေးနေတာ သူကပွဲပြီးကြရင်မိနစ်၈ဖက်ကျော်လောက်မှသူကပြန်ပြီးရုံးနေရပုံစံမျိုးတွေတွေ့ရတယ်။လက်ရှိကျွန်တော်မြင်ရဆိုရင် MU ရဲ့ Man U ကအဝေးခွင်မှာဆိုရင်ပြန်ကြည့်မယ်ဆိုရင်တော့ဟိုပြီးခဲ့တဲ့ရာသီအပောင်းတွေကိုအဝေးခွင်မှာတုံးလိုက်နိုင်တဲ့ကပ်ပြောသလိုပဲနောက်ဆုံးအဝေးခွင်ဆပေါ်တောက်ထိနိုင်ဝတ်ပြောင်းနေရအနေဒါဒီနေရာမှာသူပြီးခဲ့တဲ့ရာသီရဲ့အပါပရီးမီယာလိအဝေးခွင်73ကိုပြန်ပြည့်မယ်ဆိုရင်သူဘုံမသိကြရတဲ့အတိုင်းမှာနှစ်သိမ်းစီလာဒါကတည်းကတင်သွားတဲ့လက်စတာနဲ့ဥက္ကနဲ့ပြန်တဲ့ဒီရာသီရဲ့အဝေးခွင်၃ခွက်ကစားပြည့်စင်ပါလေခုနကဘူးပြီးခဲ့ရဒီနေရာမှာဒီ ပြောမှတွင်တယ်ဗျ brand food လို့ဆိုအသေးမျိုးတွေဒီအဲ့လိုအဲ့လိုအသေးမျိုးတွေအောင်ကိုဖေးနေရတဲ့အနေအထားမျိုးမှာကျွန်တော်က menu ရခံစားဘန်းကိုလုံပြီးဖို့ဆိုတာနည်းနည်းလေးတော့ခက်ခဲတယ်။ Marina Planeta မဟုတ်တော့ဘူးနော်။ဟုတ်ဟိုပွဲခင်ကြီး AMP တို့နေရာမျိုးပြီးတော့ပိတ်တာအပင်တော်တော်လေးညားတဲ့အနေအထားမျိုးမှာ menu ပွဲခင်ကြီးတရားတဲ့ဆန်တိုင်းပေါ့။ခုမှလပုံးပြမဆောင်ကိုရသွားရင် menu ကျမလွယ်ဘူး။လွယ်ဘူးတော့။ပြီးတော့ဟိုနောက်ဆုံးဒီ6 minute ကာလတွေမှာဒီလပုံး AMP မှာပေါ့။ AMP မှာမင်းသာကစားခဲ့တဲ့ ဒီနေခွင်းတဲ့ဒီတက်မှာပြန်ပြည့်နေပြီနော်နိုင်ကဒီကိုးဝဲသလုံးပေါင်းမှာသွေးဝက်သုံးခုပဲရတယ်ကျွန်တော်ကဒီနေရာမှာလက်ရှိနိုင်ဟိုနောက်တော့ဘွဲ့မှာသက်သက်နောက်ပြန်နိုင်လာတယ်ဆိုပေမဲ့အရင်ကောင်းတဲ့ဒီတက်မျိုးတော့ဒါကျွန်တော်တူတဲ့နေရာတူမမြင်သေးဘူးလို့ပဲထင်တယ်ဒီလက်ရှိနေရာဝန်ပလက်နဲ့တရားလဲကျွန်တော်အနေနဲ့တိုက်တက်လေးနေနေလို့ရှိတယ်လို့ထင်တယ်ကျွန်တော်ကလီဗာပူးရဲ့အပိတ်ရမယ်တင်တာဟုတ်ဟုတ်ပြီးတော့ဒီလက်ရှိပြည်များလေးမှာလည်းအပါဘုံလက်ရှိဒီဘက်ကနောက်တော့ခုနကပေါ်တက်လာတယ်တင်းကြတာ အတော့ကုန်းကတည်းကလည်းရှုံနာကူတော့လေဘဘူးကဒီလိုပွဲတွေမှာပြန်လာနိုင်တယ်ကဲသူကဟာဒီမီသုံးကြိမ်ကပ်ကိုလည်းနိုင်တယ်သုံးပွဲနဲ့ရှုံနာတဲ့အဆုံးနဲ့ရှင်းနေပြီပြတ်သွားမယ်ဆိုတော့ကဲလေဗျာဂျာလီဘဘူးခြိုက်တာပေါ့အာဟိုဂျာဇာဇော်လဲမလဲဟုတ်တယ်မိုက်ပါဟုတ်ပါအင်းယူအားပေးဖို့ဆိုတာကတော့ခဲချက်တီဗီအားပေးမှာလေအဲ့ဒီပိုင်းမှာလည်းဟိုခုညာသွင်းရပြဲနိုင်ယူမှသွင်းဘောလုံးရလာတဲ့ခံနေတဲ့ပုံစံမျိုးပေါ့ပြောရမယ်ဆိုရင်နိုင်ယူမှအထောင်တိုက်စစ်မှုတွေအဓိကဟိုဂိုးမသွင်းနိုင်တဲ့ဒုံးကန်နေရအနေဒါ ဒီအထောက်တိုင်းပြည်ရင်းတွေကိုဘောမဟိုဘောလုံးပေးဖို့မှုနေမှာတော်တော်လေးအားနဲ့ပြီးတော့ဟိုဟိုပါလက်ကတ်ကိုဘောလုံးရပြီဆိုတော့သူကန်တဲ့တဲ့ကြီးကန်ကန်ထားတယ်သူညာပဲဒီမန်ယူဒီရဒီတရောက်ရဲတော့အများကြီးပြောနေထားရဆိုပေမဲ့ဟိုဒီပြတ်သူအတင်းတော့ရနေဘောလုံးပြတ်ဖက်မှုကြီးမှာတော်တော်လေးအားနဲ့နေရပြတ်တည်းရဒါမန်ယူပဲဟုတ်ပါတယ်ကျွန်တော်ဟိုအဲ့ဒါလည်းမတိုင်တော့ဟုတ်ပါတယ်ကျွန်တော်အဲ့ဒါလေးနဲ့တစ်ချက်နဲ့ပြောပြနေတာလားမန်ယူရဲ့ဒီအန်ဘူမိုးပေါ့နော်အရင်ကတော့ဘရန်ဖို့မှာကဘာကဲကတော့သူ့ရဲ့ခြေစုံကိုကျွန်တော်ဘရန်ဖို့မှာကြည့်တော့သူ့ကိုကျွန်တော်တကယ်လေးသဘောကျတယ် တကယ်ဖြတ်တင်ဘောကြီးပါတိကြပြီလူရဲ့လူရဲ့ကိုကာရကြန့်ခိုင်မှုဘိုင်းရောတိုးအောင်ပေါ့နော်အဲ့လိုကြီးကိုကျွန်တော်တော်တော်သဘောကျတယ်အဲ့လာကြောင့်မှအန်သူမိုခေါ်လိုက်လို့လည်းကျွန်တော်ကမန်ယူကအပြစ်တရားဒီလုံးမှဘာပဲပြောစောင့်ကြည့်ရမယ်တင်းလို့အောင်ကျွန်တော်ပြောခဲ့ဘူးပါပဲမကောင်းနေဘာမဲ့ ဟိုအရင်တော့ကံခဲ့တဲ့ခြေစမ်းသူမှလည်းအန်ဒူဘောကဒီမန်ယူမှာတိတ်မရဘူးသိဘူးလို့ကျွန်တော်ကတော့တော့မြင်လဲပေါ့နော်အဲ့ဒါတော့ဟုတ်ပါဘူးအရှင်ကတော်တော်ကောင်းတယ်ဘန်ဘောကတော့ပြန်စားဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးဆိုရှိတယ်ဒါကတော့ဟိုတူးတယောက်ချင်းပိုင်းရဲ့ဒီဟိုဟို K ဖူပေါ့ပါဖော်မန်ပေါ့နော်အဲ့ဒါလေးလေးနည်းနည်းတက်မလာသေးတဲ့အနေအထားကိုတော့မန်ယူတော့ကျွန်တော်လည်းတွေ့ပါကျွန်တော်အန်ဒူဘောနည်းနည်းစိတ်ဝင်စားတယ်လိုက်ကြည့်နေတာအဲ့တော့သူအဲ့ဒီဘန်ဘောကကစားတဲ့ပုံစံနဲ့ဒီဟိုမှာကျွန်တော်မိတ်ဆွေတွေကိုလည်းကျွန်တော်ပြောတယ်ဒီ သူ့ကိုစောင့်ကြည့်ရမယ်သူ့ရဲ့ခါရဖြတ်တင်ဖို့တွေပါတယ်တော်တော်တိကျရအောင်ကျွန်တော်ပြောခဲ့ပြီးတဲ့အချိန်မှာဒါပေမဲ့ Man U မှာဒီဘန်းပေါ်မှာတော့လည်းသူထင်ပံ့ပိုးမှုမျိုးထင်တယ်လို့ကျွန်တော်အံပူမှုကြီးကမရသေးတာလို့တွေ့ရတယ်ဒါပေမဲ့ရှေ့လျှောက်မှာရလာနိုင်ခြေရှိတာတော့ရှိတာပေါ့နော်အဲဒါတော့ဟိုဒါကတော့ဂျာဟိုဂျာဖြတ်ပြီးတော့ကျွန်တော်တို့ performance တူးချင်းရဲ့ individual performance ကိုဝင်ပြီးတော့တုံးတက်တာပါဟုတ်ကဲ့ဟိုကဲအဲဒါ Liverpool အနေနဲ့ဟာလေ 1+20 ကြီးမှာလို့ဆရာကြောရအောင်ဟုတ် အော်လီဗာပူးကဒါပြီးခဲ့တဲ့ချက်စီးနဲ့ပွဲမှာဆိုရင်ကတော့မကောင်းခဲ့ဘူးဟုတ်တယ်ဆရာအော်ကလာရာဆာရီနဲ့ပွဲစတိုင်ကလာရာဆာရီနဲ့ပွဲကကြတော့ထူးထူးဆန်းဆန်းကိုပြလိုင်းကတည်းကဟိုကကြိုးကကြိုးကကြောင့်လေသူထုတ်ပြီးတော့ကိုရှုံးသွားတယ်ပယ်နတီနဲ့ပေါ့နော်ပယ်နတီနဲ့သူကတ်ပုတ်ကတည်းကကတ်ကရှုံးသွားတယ်ဒါပေမဲ့ကျွန်တော်တို့လီဗာပူးရဲ့အိမ်ကွင်းပွဲတွေကိုပြန်ကြည့်မယ်ဆိုတော့အာဆနယ်ကိုနိုင်သွားတဲ့ပွဲစဉ်ကြတော့သူတို့ခံစစ်မကောင်းပါဘူးအာဆနယ်990ရှိတယ်ဆိုရဲအနေထားကိုသူတို့ရောက်ထိန်းပြီးအာဆနယ်ကိုဖရီကစ်နဲ့ သူတို့ပွင့်ပြီးကြံဒီ free kick နဲ့နိုင်ပြီးတော့သူတို့အနိုင်ရလောက်ကိုဖော်ဆောင်သွားတယ်ဆိုတော့ liverpool ကတကယ်ကို shot တော့လို့မြင်အောင် anfield မှာဆိုဟုတ်တယ်ဆိုတော့ဒါကဒါကတပိုင်းပေါ့နော် liverpool ရဲ့အပိုင်းမှာ cancel ပိုင်းလေးနည်းအားနေတယ်နောက် sala ဘိုင်းကနည်းနည်းကြာလာတယ်ကြာလာတယ်ဆိုတော့လေဟိုဆရာရဲ့တုံးတက်သူလိုပေါ့ဟိုဘယ်လိုပြောမလဲစာလောင်တဲပြီးကစားတာမျိုးရာဂင်ကလော့လက်ထက်ကလို့မဟုတ်တော့ရာဂင်ကလော့လက်ထက်ကလို့မဟုတ်တော့ဘဲနဲ့တဲပြီးကစားတာမျိုးမဟုတ်ဘဲနဲ့ तू က တောင်ပံတွေနဲ့တော့ဒီကစားသမားအစ်စ်တူပို့ပြီးတော့ဦးစားပေးလာတာတွေဘေးချိန်ဆက်မီးအောင်ပဲပေါ့ကစားဟန်ကိုဖြန့်လိုက်တဲ့ဘောပေါ့တူလေးပေါ်မှာမမူတီတော့ပဲဟုတ်ကဲ့ဆက်လက်တဲ့မှာဆိုရင်ပြီးခဲ့တဲ့ရာနေတော့ဒီရောင်မြင်ရပါလေလူကအပြောင်းလဲတိတ်မလို့ကျင်တော့ဒီဘလုံးရရနဲ့ဆာလာဝဲပေးနေတယ်အဲ့တော့ကျွန်တော်တခါလဲပြောခဲ့ဦးပါဆာလာရဲ့ကစားဟန်နဲ့ထိုးကိုဟိုဟာဂိုးပေါက်ဟိုဟာဂိုးသွင်းကွက်က ပုံစံတစ်ခုလည်းဖြစ်နေတယ်သူ့အပေါ်မှာတင်လိုက်ရင် तू ကဘယ်ကနေတော့မှဒီဘက်ကသူညာချမ်းနေမှသူဘယ်ချင်းနဲ့ကံမဲ့ဂူသမားအလို့ကျွန်တော်တို့ဂိမ်းကစားရင်တော့ကျွန်တော်တို့တော့တခါကြအဲ့လိုမျိုးရှိခဲ့ဘူးလေဖော်မြူလာအနေနဲ့ဂိမ်းဂိမ်းကျွန်တော်တို့ P2 ဂိမ်းတွေပါစောရင်တော့ဖော်မြူလာအဲ့နေရာသွင်းအဲ့လိုဝင်တယ်ဂူသမားမဖမ်းမိနိုင်ဘူးအဲ့လိုဂီမျိုးပေါ့နော်အဲ့လိုစတိုင်မျိုးကိုဒါမှမဟုတ် modern ဘောလုံးကိမာလို့ခန်းစင်မှုတွေကတိပြီဗျာဒါပုံစံမျိုးကိုတိနေပြီဆိုတော့အဲ့ဒါကိုပိတ်လိုက်ပြီးတော့မလုပ်မနှစ်ယောက်လုံးထိုးပိတ်လိုက်မှာမလုပ်မလဲဘာလို့လို့မရအောင်အဲ့တော့အဲ့ဒါကိုလည်းကနလီးပြအန်ဆလိုရတယ် မြင်ပါပဲလေသူတို့ရဲ့ဆရာကြီးတွေပဲအဲ့တော့အဲ့ဒါမျိုးခေါ်လို့တူးတဲ့ပုံမှာခုနဆရာရဲ့ပြောသူမပို့တော့ဘဲနဲ့ဖြန့်ပြီးတော့မှအဲ့ဒါဆိုရင်နေရာဆောင်ကနေဖြန့်ပြီးတော့တိုက်စစ်ဆင်မှုတွေကဟိုဒီပါဦးမှာလည်းပိုအားကောင်းလာပါလေအဲ့ဒါလေးအချက်ပေါ့ဒါကတော့ကျွန်တော်ကြားလိုက်ပြောအင်းအင်းအဲ့ဒါမျိုးကလည်းဘုံရဲ့လည်းသူ့ဘက်ကနေတုံးပေါင်းတယောက်ကတောင်းပြီးပိုင်းပေါင်းတက်လိုက်လို့တော်တော်လေးကောင်းမဲ့ဆောင်းဆောင်မျိုးလို့မြင်ရတာဒါကဟိုကပွဲစဉ်ကဒါဒီအစားပုံစံမျိုးလိုပဲပြောလို့ရပါလိမ့်တယ်ဒါအစားဟာပွဲပြီးများလေးပွဲစဉ်ရှစ်ပဲအကြောင်းလေးညာရတယ်ပြီးတော့တုံးပေါင်းတယောက်ကောင်းတဲ့ ခသားနေရပုံစံမျိုးရောဟုတ်ကဲ့ကျွန်တော်ကတော့ပြောရမယ်ဆိုရင်ဒါဒါလီဗာပူးอ่ะဗျဒါအက်တလက်တီကိုနဲ့ပွဲမှာနိုင်သွားတယ်ဆိုပေမဲ့အဲ तू ကပွဲအဆကံနေပြီပေါ့အာတူတူ120လောက်ပေါ့ဗောဟုတ်တယ်အဲ့ပွဲကဘာ120ဟုတ်တယ်နော်အဲ့ပွဲကြီးကကျုပ်စင်စဉ်းစားမယ်ဆိုရင်လီဗာပူးကျေးကြတာဗော150ခုနှစ်ပွဲစတိုက်ရှိပြီဟုတ်ဟုတ်တယ်အဲ့ပြီးတော့ဒါ this is mv ဒီ mv မှာအခါသေးဆုံးပြိုင်ဘက်ကိုရင်ဆိုင်တဲ့အခါမှာ လီဗာပူးကချိန်ကုန်တော့ရစပြီးခဲ့တဲ့ရာသီကဒါနောက်ဆုံးတွေ့သွားတဲ့အန်ဖီမှာနောက်ဆုံးတွေ့သွားတဲ့အချိန်ကလီဗာပူးကတော်တော်ရရဖြစ်နေတဲ့အချိန်သူဘယ်သူမှလိုက်မမီတော့တဲ့အချိန်မှာဒါတူတူတေကြသွားတယ်အဲ့တော့ကလည်းကန်ခင်ပြီးတော့ပြီးကန်ဒီမှာတူတူဖြစ်သွားဟောဖြစ်သွားတယ်နော်အော်ဒီဘဘူကပဲဥဆောင်တာထားတဲ့အနေအားဆိုတော့အဲ့မှာဒီတစ်ချိန်မှာတော့၃ချိန်၃ဘွဲစတိုင်လဲရှုံးပြီးပြားရှိနေတဲ့ unstop နေနဲ့ 地本身来讲，都苦，压力大没 ivo，可能本身那个人紧张啊，但是可能本身那个人紧张啊？我讲哥哥，他为什么吃不进去美食运动？嗯嗯 အာနည်းနည်းကျွန်တော်တို့ချောင်းလန့်တာတော့မသိဘူးပေါ့နော်အာရှစည်းကွက်နေတာ180လောက်ကနေပြီးတော့မူလတည်စေးကနေပြီးတော့1ပေါင်းနဲ့ဆိုဖြစ်လာတယ်ဆိုတော့ကဒါနည်းနည်းတော်တော်လေးရဆိုဝင်ရုံ20လောက်ထိကျတယ်အဲ့လိုမျိုးတစ်ချက်တော့ရှိတယ်ဟောဂိုးပြတ်ဖို့ခဲရင်းမယ်လို့ဆိုလိုတာလားပေါ့နော်ဒီလိုတော့တွေးတာရှိတယ်ဒါပေမဲ့ကျွန်တော်တို့ play နေနဲ့ကြည့်မယ်ခုနကပြောလို့ခုနက website ကြာလာရင်တော့သူ့ရဲ့ MF ဆိုရဲ့အချိန်ရဲ့အချိန်ကအချိန်နဲ့တော့အာမန်ယူရဲ့အဝေးခွင့်ခံစစ်အနေထားနဲ့ဆိုရင် ကျွန်တော်တော့လေဘာဘူးနိုင်အောင်ပဲပုံပြပြပဲကြည့်ရမယ်တင်ဘိုးကောင်းကြီးရတယ်ကြည့်ရတယ်အဲ့တော့မြင်အောင်ပြပြ390 390ပဲရှုံးကြည့်အောင်ဖွင့်ထားတယ်ဆိုတော့သူကမိုင်းကိုလည်းဂိုးပေးတာဂိုးပေးထားတယ်ပုံတန်ပြူလေဘာဘူးတကယ်ကသားတဲ့ဖွဲ့ရီမှာဆိုရင်ကျွန်တော်ဒါပြောင်းနေတော့ဟိုယာရီသားဘိုင်းမှာခန်းစစ်ကဂိုးရီညံပေးနေရတယ်ဒါပေမဲ့သူပြောင်းလဲလိုက်တာအသင်နဲ့ဖွဲ့တယ်မှာဂိုးမပေးရဘူးဂိုးမပေးရအဲ့လိုပုံစံမျိုးကိုလည်းလေဘာဘူးတော့အသင်ပေးလို့ရအောင်မရဘူးဟိုကတော့ဘာလဲဒီဖွဲ့ရလေးကတော့ဘာမှမားတယ်ဘိုးကောင်ဒီကွက်ဖွင့်နေတယ်မှာမားနေတယ် ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒီတင်းငွေညတကယ် famous ပွဲစဉ်ပေါ့နော်ဒီဘာဘူး MP မှာဒါအစင်လာရတဲ့တကယ်မျိုး MP ပွဲမှာ Premier League မှာကစား League ပွဲကစားခဲ့တဲ့ MP ပွဲမှာဆိုတာဒီဘာဘူးကပဲဟိုအသာစီးရထားတာလို့ရှိတယ်ပေါ့နော်နောက်ဒါမဲ့နောက်ဆုံးတဲ့ချိန်ဆက်ကတော့ဂျေးရတော့သူကြာထားတော့ဒီတစ်ချိန်များ90တော့စားပလာပေါ့နော်အဲ့ဆိုတော့ရှိတာပေါ့ကျွန်တော်တို့က we were never got alone ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဒီဘာဘူးနဲ့ပဲကျွန်တော်တို့ရက်တည်လိုက်ကြပါလို့ဗျာ